တရမ်းမှာဖွားမဆင်ရတဲ့အင်ကိုမြို့ကဧည့်သည်၃ယောက်ရောက်ရှိလာခဲ့တယ်။အဲ့ဒီဧည့်သည်တွေကိုတကြီးဦးနောက်ချုပ်ကဦးဆောင်လို့ဦးဆောင်ခေါ်လာခြင်းဖြစ်ပါတယ်။ဧည့်သည်၃ဦးနဲ့မှာအမျိုးသားကြီးတဦးဟာတခြားသူတွေထက်တန်တန်ပြပြန်ရှိပါတယ်။ငွေရှိကြေးရှိလူတန်းသားတဦးလိုပဲဝယ်စားတွေကတတော်ပြပြန်နဲ့ဝတ်ဆင်ထားတယ်။ဒီလူကြီးရဲ့မျက်နှာထားဟာတည်ငြိမ်လွန်းလာကြောင်းဘာဒါကျုပ်တို့အစည်းအဝေးသွားနေကြမြို့ပေါ်ကတထေးကြီးဦးရစားတဲ့တထေးမင်းကအရေးရှိလို့သာကျုပ်တို့ရှိတဲ့ရွာကိုလိုက်လာတာဖွာ တကြီးဦးနောက်ချူကစတင်ပြီးတော့မိတ်ဆက်ပေးတယ်။ကျင်းတဲ့လူနှစ်ဦးကတော့တကြီးဦးရစာရဲ့နောက်လိုက်တယ်မို့လို့ထွေထူးတော့မိတ်ဆက်မပေးခဲ့ဘူး။ဒီခမေကြီးကတော့ဖွားမဲစိန်ထင်ပါတယ်ဗျာ။ဟုတ်ပါတယ်ကွယ်။ဘွားကမောင်ရင်ပြောနေတဲ့ဖွားမဲစိန်မှာဒါကတော့ဖွားရဲ့တမီမျိုးဝင်ဟောမှထိုင်တာကဖွားရဲ့တမီနဲ့မိမာလေးပေါ့။ဟုတ်ကဲ့။ဖွားမဲစိန်ဟာသူ့ရဲ့တိုင်အိမ်သားလုံးနဲ့မိတ်ဆက်ပေးတယ်။တထေဦးရစာရဲ့မျက်နှာအနေထားကိုကြည့်လို့မောင်ရင်ကတကြီးစီကိုအလေတက်ပဲရောက်လာတာလား။ ဒီလိုမေးတဲ့အခါမှာတထေဥရသာကခေါင်းကိုခါရမ်းပြီးတော့ညှဉ်းဆန်တယ်။ကျုပ်ကတကြီးဦးနောင်ကျော်ပြောမှုတဲ့စကားကိုအမှတ်ရပြီးတော့ဒီရွာကိုလိုက်လာခဲ့တာပါအမေကြီး။အေးမောင်ရင်ကိုကြည့်ရတာကလည်းအပိုးရိပ်မကင်းဘူးလို့ဖွားထင်းတယ်။ဖွားမစင်ကအဲ့လိုပြောရတထေဥရသာတော့အံ့ဩလို့သွားတယ်။ခဏကြာတော့တထေဥရသာကပြောပြီးတော့တကြီးပြောတာလည်းမှန်တာပဲဗျ။အမေကြီးကထက်မြက်တယ်။ဘွားရဲ့ကျုပ်တို့တထေကိုကျုပ်ကမကောင်းတဲ့ဝိညာဉ်တွေ အောက်လန်းတွေနဲ့နှောက်ယှက်ခံရရင်ကျွတ်တို့ရွာကဖောင်းမက်စင်ကိုမမေးနဲ့ပြဆိုပြီးပြောခဲ့ဘူးလို့တထေးကရွာကိုလိုက်လာခဲ့တာဗျ။တကြီးပြောတာလည်းမှတ်ပါတယ်အမေကြီး။ကျုပ်လည်းခုလက်ရှိအဲ့လိုဖြစ်ရမျိုးတွေကြုံနေရတယ်။ဒါကြောင့်ဘလို့မှနေလို့မဖြစ်တော့လို့အမေကြီးရှိတဲ့စီကိုလိုက်လာခဲ့ရတာပါ။ဗါရီများကြုံတွေ့ရတာလည်းမောင်းရင်ဘွားတို့သိအောင်လည်းပြောပြပါအောင်။ဟုတ်ကဲ့။အဖြစ်ပြက်ကတော့ကျုပ်ရဲ့ရှေးဟောင်းပစ္စည်းတွေစုဆောင်တက်တဲ့ဝါဒနာကနေအစာပြုတ်တာပါမေကြီး။တရေဥရစာဟာ သူ့ရဲ့ခက်ခဲကိုစတင်ပြီးတော့ပြပြလိုက်ပါတယ်။တကယ်တော့တထေးကြီးဥယျာစာကရှီဟောင်းပစ္စည်းတွေကိုစုဆောင်းတိမ်ဆဲတတ်သူဖြစ်တယ်။တထေးဥယျာစာဟာသူ့ရဲ့အင်ဂျီတွဲမှာရှိတဲ့အခန်းတစ်ခန်းမှာတော့ရှီဟောင်းပစ္စည်းတွေနဲ့ပြည့်နေနေတာ။အဲ့ဒီခန်းတွဲမှာရှိတဲ့နေရာတွေမှာရှီဟောင်းပကြီးကားတွေကိုချိတ်ဆွဲထားတယ်လို့ရှီဟောင်းမျိုးငွေလင်ပန်းကျဲလင်ပန်းနေတာမကရှေးကလက်ရအယုတ်မျိုးစုံကိုပါအသေးချနေရာချပြီးတော့တိမ်ဆဲထားပါတယ်။အဲ့လိုရှီဟောင်းပစ္စည်းတွေကိုအရန်ကိုစုဆောင်းတတ်တဲ့ တရေဥရသာကိုအမျိုးသမီးကတော့ကိုရသာတော်လဲနေရှိတဲ့၍ဒီအခန်းထဲမှာပဲချိန်ဖြုံးနေတယ်။ကျတို့သားမျိုးကိုလည်းတော့ရဲ့ပစ္စည်းတွေကိုဂူးဆိုင်ပေးခဲ့ရင်သားကလည်းတော်မတော်ဖြစ်နေမှာ။ဒီလိုတော့မှအထွန်းတက်ပြီးတော့ပြောတတ်ပါတယ်။ဒီလိုနဲ့တည့်ရမှာတော့တရေဥရသာရဲ့နေအိမ်ကိုဧည့်သည်တွေရောက်ရှိလာတယ်။သူကတရေဥရသာစီကိုရှေးအောင်ပစ္စည်းတွေလာရောက်ပြီးတော့ရောင်းချပေးတတ်တဲ့ကုန်တရေဥဖြစ်ပါတယ်။ဒီတစ်ခေါက်ရောဘလို့ပစ္စည်းမျိုးတွေ ပါလာခဲ့လေကိုတင်ဒီလိုမေးတဲ့ခါမှာတစ်ဖက်ကုံတွေကမျက်နာမအီမတာနဲ့ပစ္စည်းပါလာဖို့ထက်ကျုပ်ကိုမြင်ရတာနဲ့တော်တော်လေးကိုတထေကန်ကောင်းနေပြီဗျမဟုတ်ရင်တထေစီကိုရှီအောင်ပစ္စည်းလာရောက်နေလို့တယောက်ရောသွားမှအမှန်ပဲဘာများဖြစ်လို့လဲကိုတင်ဘာဖြစ်ရမှာလဲဗျာဒီဒီခေါက်အပြန်လမ်းမှာဓမြတွေအလင်းဝင်တိုက်ခိုင်းရတာပစ္စည်းတွေကိုပဲအကုန်ယူပြီးတော့လူကိုမတက်ခဲ့လို့သာကျုပ်မှာအသက်ရှင်နေရတာတထေဟုတ်ဗျာဒါနဲ့ ခမရတပည့်တွေရောဘယ်ကိုရောက်ကုန်လဲဒီကောင်လေးကဒီတစ်ခါဘာဖြစ်လဲမသိဘူးဗျာတယောက်ပြီးတယောက်နားမကျန်းဖြစ်တာနဲ့တင်ကျုပ်မှခီးဖြစ်နေကြတာအဲ့ဒီအချိန်ဝင်တိုက်တော့ဘာလုပ်နိုင်မှာလဲဗျာတတိဘာတဲ့ပစ္စည်းတွေအကုန်ပေးခဲ့ရတာပေါ့ဗျာဖြစ်မှဖြစ်ရလေကိုတင်အေးရာခမရအတွက်ကျုပ်လည်းစိတ်မကောင်းဘူးဗျာရပါတယ်ဗျာဘယ်တက်နိုင်ပါမလဲလူတွေမသိတာနဲ့တင်တော်တော်လေးကိုကံကောင်းနေပါပြီဗျဟုတ်တယ်ဗျာ ဒါဆိုရင်ဒီခေါက်သူ့ကိုရောင်းပေးဖို့ပစ္စည်းမရှိတော့ဘူးလားတရေဥရသာကမေးတော့ဥတင်ဟာသူ့လွယ်လာတဲ့အဲ့လေတင်းကိုနှိုက်ပြီးတော့ကံကောင်းတယ်လို့ပဲပြောရမလားသူတို့လည်းပစ္စည်းတွေအကုန်လုံးသူတို့ယူသွားကြပြီထင်လို့စိတ်တကြနေတာဒါပေမဲ့ဒီအယုတ်ကတော့ကြပြီကြံနေခဲ့တယ်ဗျဒီလိုပြောပြီးတော့ဇပွဲတက်ကိုတပေးတသားအယုတ်လေးကိုတင်ပေးလိုက်တယ်အယုတ်လေးကအရန်ကုန်မှလက်ရမြောက်လာတဲ့ဘလူးယုတ်လေးဖြစ်တယ်ဘလူးယုတ်ပါဇက်တွင်ကနေ အဆွဲဖိုးဖိုးတွေကောညွတ်ကွေးကောင်းနေတယ်။မျက်ခုံးမွေးအောက်မှာတော့ရှိနေတဲ့မြုံကျကြီးတွေခေါင်းရဲ့အပေါ်ဘက်ကနေအချုံအထက်ကနုံးနယ်တွေကိုလည်းတဲ့ချလေးမွမ်းမံထားတယ်။ဒါတွေမကသေးပဲနဲ့ရင်အုပ်ကိုကော့မတ်ထားပြီးခြေတစ်ဖက်မှာအောက်ဖက်ကိုဖနှောင်းဆောင်းနေနေတဲ့ဟန်ညဘက်လက်မှာတန်လက်ကိုဆုပ်ကင်လို့ထားပြီးတော့ဘက်ဘက်လက်မှာလည်းလက်တိကိုဆုပ်လို့အတက်ကိုပြင်းပြောက်ထားတဲ့ပုံကိုလည်းအတော်လေးကို အသက်ဝင်တာတွေ့ရတယ်။အဲ့ဒီလိုအသက်ဝင်လာတဲ့ဘလူးရော်လေးကိုဥရသာက အတော်လေးကိုသဘောကျတဲ့ရှာတယ် လက်ရအတော်မြောက်တာပဲဗျအတော်လဲရှာပါမယ်ပြည့်စီပဲကိုတင်ကျုပ်လဲအဲ့လိုထင်မိပါလေဗျတတိကတော့ကျုပ်ထက်ပိုပြီးသိမှာပေါ့ဗျကျုပ်မှလဲရောင်းစရာဆိုလို့ဒီတရုပ်ပဲရှိတယ်တတိဦးတင်ရဲ့စကားကိုတတိဦးရစာကောင်းချင်းနေဘလူရုပ်လေးကိုတင်ချထက်ကြည့်ပြီးတော့ဒီရုပ်ကိုကျုပ်လဲအတော်ကိုသဘောကျတယ်ဗျဒါကြောင့်ခမားလဲမနစ်နိုင်ရအောင်လို့ကျုပ်ဈေးပို့ပေးပြီးတော့ဝယ်ပါမယ်ဒီလိုပြောတော့ဦးတင်ရဲ့လဲဝမ်းသာသွားရှာတယ်အဲ့နောက်တော့ ဦးတင်ရေပြောတဲ့ဈေးထက်ငွေတွေပိုပေးကဘလူးရုပ်လေးကိုဝယ်ယူလိုက်ပါတယ်။ကိုရသာတယောက်ထမင်းမင်းဟင်းမေဖြစ်လာအောင်ဘာတွေကိုစိတ်ဝင်စားနေရလဲလို့ဇနီးဖြစ်သူကမေးတယ်။မင်းအတာနေစက်မှာကွာ။ဒီမှာငါအယုတ်တယုတ်ထောက်ဝယ်ထားတယ်။ဒီရုပ်လေးကလက်ရမြောက်လုံးလို့ငါအတော်လေးကိုသဘောကျနေတာကွာ။ကြည့်ချင်းလဲနောက်မှကြည့်တော့တော့ထမင်းစားဖို့ကျွတ်တော်သားမီးကစောင့်နေတာသွားကြရအောင်။မိမဖြစ်သူကခေါ်တော့တထေးဥရစာလဲ သူ့ရဲ့ဘလူးရုံလေးကိုရှေးအောင်ပစ်စီရထားတဲ့ခန်းတွင်ကိုနေသားတကျတော်ထားခဲ့ပါတယ်။မိသားစုတွေထမင်းစားပြီးတဲ့နောက်မိုးချုံနေပြီဖြစ်တာကြောင့်အဲ့ရကိုတမ်းပြီးတော့ဝင်ကြတယ်။ကဲသားမင်းဒီအခန်းထဲကိုဘလို့ဖြစ်ပြီးရောက်နေရလဲ။ညာနဲ့လာပြီးဖြစ်ပေမဲ့တတိယဥရစာတရေနှုတ်လာတယ်။သူ့ရဲ့ရှေးအောင်ပစ္စည်းတွေထားရာအခန်းစီကအတန်းကြလို့အများဆုံးထလာတယ်။အဲ့ဒီခန်းထဲမှာသားဖြစ်သူကိုတွေ့ရတယ်။အဖေသားအပေါ့သွားဖို့အတွက်ထလာတာဒါပေမဲ့ ဒီခန်းထဲကနေခြေတံကြားနေလို့လာကြည့်မိတာဖေးဟေးခြေတံကြားတယ်ဆိုတော့တခုခုများတွေ့လိုက်သေးလားငါသားတပည့်သူကခေါင်းကိုရမ်းပြတယ်မင်းစိတ်ထင်လို့နေမှာပေါ့ကွာလာပါသားသွားကြရအောင်နေပါဦးဖေးဒီရုပ်ကကြောက်စရာကောင်းနေတော့ညနေပိုင်းကမှဝယ်ယူထားတဲ့ဘလူးရုပ်လေးကိုကြည့်ပြီးပြောတော့တထရေးဥရသာလဲအဲ့ဒါကိုလက်ရမြောက်တယ်လို့ခေါ်တဲ့သားအဖေတောင်ကြိုက်လုံးလို့ဈေးပို့ပေးပြီးတော့ဝယ်ခဲ့ရတာကွာအဖေရာ ကျုပ်တို့ဒီအယုတ်ကိုမနစ်သက်ဖို့ပြလွင့်ပြလိုက်ပါဘာကွလွင့်ပြရမယ်ဟုတ်လားသွားကောသွားမင်းအခန်းကိုမင်းသွားတော့တရေဥရစာတာဖြစ်သူကိုဒေါ်တာတကြီးနဲ့ဩဟစ်တယ်တာဖြစ်သူလည်းအခန်းထဲကနေထွက်ခွာသွားခဲ့တယ်နောက်ရမနာပိုင်းမှာတော့တာဖြစ်သူကအိမ်ဘောတက်ကနေပြုတ်ကြတယ်တရေဥရစာတို့လည်းမြာတာဖြစ်သူအတွက်စိုးရင်တကြီးနဲ့ဆေးဆရာအပြည့်ပြင့်ပြီးတော့ကုသပေးချတယ်ဒဏ်ရာနာတရားတွေမများလှပေမဲ့တာဖြစ်သူကအိရာတွေကနေမထနိုင်ဖြစ်သွားတယ်စကားတွေတောင်မှ အထင်းငန်းကဖြစ်နေတဲ့တဖြစ်တဲ့ကိုကြည့်ပြီးဆေးစရာတွေလည်းကုသခက်ခဲနေကြတယ်။အဲ့ဒါတော့ရဲ့ရုပ်ကြောင့်ဖြစ်တာကိုရစားဟာဘာဆိုင်လို့လဲကွာကျုပ်မင်းညာကတားနဲ့တော့ပြောတာတွေအကုန်ကြားတယ်သိကြတယ်ဒီရုပ်ကြောင့်ကျုပ်သားထိခိုက်ခဲ့တာတော့အရုပ်ကိုသွားပြီးတော့ပြက်လိုက်ပါကိုရစားဒါမှကျုပ်တို့သားလေးတတ်တလာမှာမိမဖြစ်သူဒေါ်သိန်းတို့ပြောတော့တထေးဥရစားတားဖြစ်သူကိုသာတွေ့တွေ့ကြီးစိုက်ကြည့်တယ်ဒီလိုဆိုရင်တော့ မောင်ရဲ့သားဖြစ်သူကအခုဘလို့နေလဲဘာတွေညာဆက်ပြီးတော့ဖြစ်ကြသေးလဲဖောင်မဆင်ကပြောတော့တထရေဥရသာကောင်းနေတယ်နမေကြီးကျုပ်ကအဲ့လိုကိစ္စတွေကိုယုံခဲ့တဲ့ကောင်းတော့မဟုတ်ဘူးကျုံမင်းမဘလောက်ပဲပြောကျုံနှစ်တက်နေတဲ့ရုပ်ကိုကျုံလွှင့်မပြည့်ရခဲ့ဘူးဒါပေမဲ့တရက်မှကျုံမင်းမလက်ချက်နဲ့အဲ့ဒီရုပ်လေးပြောက်သွားတယ်တိုက်ဆိုင်တယ်ပြောရမလားကျုပ်လည်းအိမ်မှာမရှိဘူးအယုတ်လည်းအိမ်မှာမရှိတဲ့အချိန်ကစပြီးတော့ကျုပ်လည်းတီးတီးတသာပဲ စိတ်တွေကြီးလာတယ်။ကျုပ်သားလည်းတက်တက်လာတယ်။တရေဥရစာပြောသမျှကိုအားလုံးကစိတ်ဝင်စားနဲ့နားထောင်နေကြတယ်။ဒါဆိုဒီရုပ်ကအိုကြီးတို့စီကနေအပီးပြောက်သွားခဲ့တာပေါ့ဟုတ်လား။ချင်းညုံကဝင်ပြီးတော့တရေဥရစာခေါင်းကိုခါရံပြီးတော့မဟုတ်ဘူးကွယ်။အစားကတော့အရုပ်ကိုလွှင့်ပြလိုက်လို့ကျုပ်ရဲ့မိန်းမမတင်တော့ကိုဒေါသထွက်မိတယ်။ဒါပေမဲ့တားဖြစ်သူကတက်တက်လာတော့လေဒီရဲ့ဒေါသစိတ်တွေဟာပြေပြောက်ကုန်တယ်။ဒါဆိုရင် ကျတို့စီကိုရွက်လာတာကရောဘာကြောင့်များလဲရှင်ညောကမိတော့တတိယဥယျာစာဟာသူ့ရဲ့တပည့်တူဥယျာလွယ်အတွင်းကအရာဝတ္ထုတစ်ခုကိုထောက်ယူခိုင်းပြီးတော့အားလုံးမြင်စေဖို့အရှိမချပြတယ်ဒါဒါကဟုတ်တယ်ဒါတတိယပြောတဲ့ဘလို့ရုပ်ထင်တယ်ဒေါ်ဝင်းတို့ရဲ့အံ့ဩတန်တွေထွက်ပေါ်လာတယ်ဖော်မစင်နဲ့ရှင်ညိုတို့ကတော့အယုတ်ကိုတေချဆိုက်ကြည့်တယ်ကျုပ်သားလေးတက်တာလာပြီးတော့တပတ်လောက်ကြာမှာပဲဒီလိုဆိုပြီးတော့ပြန်ပြီးတော့အကြောင်းကိုထပ်ပြောတယ် ။တရေဦးရစာရဲ့နေအိမ်စီကိုဧည့်သည်တအုပ်ရောက်ရှိလာခဲ့ပါတယ်။ကိုမြင့်မောင်ခမရကျုပ်စီကိုတောင်ရောက်မလာတာကြာပြီနော်။ဟုတ်ပါဗျာ။ကျုပ်လည်းလौကိစားတွေများနေလို့သာရောက်မလာဖြစ်တာပါကိုရစာ။တရေဦးရစာနဲ့တရေဦးမြင့်မောင်တို့ဟာစီးပွားရေးရာခင်မင်နေကြတဲ့မိတ်ဆွေတွေဖြစ်ကြတယ်။အခုလေတရေဦးမြင့်မောင်ဟာတူယူလာတဲ့ပစ္စည်းတွေကိုဇွဲပေါ်ကို တင်ပေးနေတဲ့ကျုပ်တပည့်တယောက်ဗျာ။မျက်စိမှရေချိုးနေတဲ့တွေ့လာတာလို့ပြောတာပဲဗျ။ကျုပ်ကလည်း ခမရကြိုက်လောက်မယ်ထင်လို့ယူလာပေးတာကိုရစားဒီလိုပြောကအဝဲစာလေးကိုဖြီးပြီးတော့ပြလိုက်တယ်ဟာဒါကျုပ်ဘလူးရုပ်ပဲဗျတထေဦးရစားအံ့ဩသွားတယ်တထေဦးမျက်မှောင်ယူလာတဲ့ရုပ်လေးဟာမိမအဖြစ်သူလွှင့်ပြလိုက်တဲ့ဘလူးရုပ်လေးပဲဖြစ်တယ်ဘလူးများဖြီးရတာလေကိုရစားဒါခမရအယုံဟုတ်လားတထေဦးမျက်မှောင်အင်မေကိုတထေဦးရစားခေါင်းငိမ်ပြတယ်မျက်လုံးတွေကဘလူးရုပ်စီကမခွာပဲရှိတယ်ဟုတ်တယ်ကိုပြမဒါကျုပ်ကုံတဲ့တယောက်စီကနေဈေးကြီးပေးပြီးတော့ဝယ်ခဲ့တဲ့အယုတ်ကလေးပဲ ဒီရုပ်ကလေးရောက်လာမှကျုပ်သားလေးလည်းကျဲမရင်မကောင်ဖြစ်လာတော့ခိုက်တဲ့အယုတ်ဆိုပြီးတော့မိမကလွှင့်ပြတာခမားပြန်ပြီးတော့ယူလာပေးလို့ကျေးဇူးတင်နေဗျနေပါဦးဗျဒါဆိုဒီအယုတ်ကခိုက်တယ်ဆိုတော့ခမားထပ်ပြီးယူထားလို့ဖြစ်ပါမလားတော်နေမသိနှုနဲ့စကားများနေအောင်မေခမားကလည်းဗျမိမတွေဆိုတာကလည်းမဟုတ်တာမဆိုင်တာနဲ့တွေးဖို့တကြတဲ့အမျိုးပဲလေကျုပ်ကတော့ဒီအယုတ်လေးကိုဒီတစ်ခေါက်တော့တေးချတိန်းထားမှကိုရမှာတထေဦးရစာကိုကြည့်ပြီးတော့တထေဦးမြင့်မောင် တပင်ချလိုက်ပါတယ်ကျုပ်တော့အခက်တွေ့ပြီဗျာကျုပ်ယူလာတဲ့အရုပ်ကြောင့်ခမည်းတော်ရံဖြစ်မှာကိုလည်းမြင်ရောင်နေပြီကိုရသာဘာမှမဖြစ်ပါဘူးကိုမြင်မောင်ရကျုပ်ကိုရောင်းမဲ့စေတာပြောစမ်းမကျုပ်ဝဲပါမယ်မဝဲပါနဲ့ကိုလူကျုပ်ကလက်ဆောင်လာပေးတာပါကဲဒီလိုဆိုခမည်းမိမမမြင်ခင်ကျုပ်ပြန်တော့မယ်မဟုတ်ရင်ခမည်းတော်ရံပွဲထဲမှာ ကျုပ်ကပါလီယာကြီးဖြစ်နေအောင်မယ်ဟာနေပေါင်းကိုမြင်မောင်ဩဒီလူနဲ့ဗျာတထရုံမြင့်မောင်ဟာ တားချင်တော့မရလိုက်ပဲအလင်းစလိုပြန်သွားတယ်။တရေဦးရစာကတော့သူ့ရဲ့ဘလူးရုပ်လေးကိုတန်ရှင်းလုပ်ပေးတယ်။ပြီးတော့အခန်းလေးကိုသွားပြီးတော့ထားလိုက်ပါတယ်။တရေနှစ်ရက်ကြာတော့ဒီရုပ်ကိုတော်သိန်းတို့တွေ့တော့ခဲ့တယ်။ကိုရစာတော်ဒီရုပ်ကိုပြန်ပြီးယူလာတယ်ပေါ့ဟုတ်လား။ကျုပ်ကရေထဲမှာမျောလိုက်တာကိုတော်ဘလူးများပြန်ပြီးရက်လာခဲ့တာလေ။ဒီလိုပဲပေါ့ကွာ။တွေ့တဲ့သူကငါးစီကိုလာရောက်လို့ပြန်ပြီးတော့ဝယ်ထားလိုက်တာ။ဒီတခါတော့မေးဒီရုပ်ကိုလက်ဖြားနေတာမှမထင်နဲ့တော့မဟုတ်ရင်ငါကသိခံနေမှာမဟုတ်ဘူး။ မလီကိုရစာတော့အဲ့ဒီလောက်တော့မှဒကူအောင်ဆက်နေလို့ဖြစ်တယ်ဆိုတာခုမှပဲကြုတ်သိရတယ်ဒီရုပ်ကိုလွှင့်ပြတာကလည်းဟောဒီအိမ်ကိုခိုက်လို့ကျွတ်တို့သားလေးလည်းအကြောင်းမရှိဘဲနဲ့နားတရှိယောဂတဲ့ဖြစ်ခဲ့တာတော်လဲမြင့်မြင်ပဲမင်းကွာဖြစ်နိုင်တာကိုပြောစမ်းပါတရေဥရစာကဒေါ်သိန်းတို့စကားကိုလက်မခံဘူးတရားတခွန်စကားများကြရကနေဒေါ်သိန်းတို့လည်းတားဖြစ်သူကိုလက်ဆွဲလို့မိဘအိမ်ကိုဆင်းသွားတယ်တရေဥရစာလည်းဒေါ်သားစိတ်ဝမ်းနဲ့စိတ်တွေကြောင့်နေရှိတယ်လို့အရက်ကသာ ောက်နေခဲ့တယ်။တညမှာတော့ဟေးလူထားစမ်းထားစမ်းဟေးလူဟင်အိပ်ပျော်နေတဲ့တရေဥရစာကိုလူတယောက်ကပုတ်ပြီးတော့နှိုးတယ်။ဒီလူဟာတရေဥရစာရဲ့ရင်ဘက်ပေါ်မှာတက်ပြီးတော့ထိုင်ပြီးတော့လှုပ်နှိုးတာ။တရေဥရစာလှုပ်လို့လည်းမရဘူး။ရင်ဘက်ကလည်းနာကျင်လာတယ်။ရင်ဘက်ပေါ်မှာငေါတော့ထိုင်နေတဲ့မျက်လုံးနဲ့ကြည့်တဲ့လူကသာတရေဥရစာစိုက်ကြည့်တယ်။ငါသွေးတောက်ချင်တယ်။ငါ့ကိုသွေးတိုက်။ဗျာ။ငါကမင်းတင်ထားတဲ့ဘလူရုပ်ကဘလူပဲ။ ငါပြောတဲ့အတိုင်းသွေးမတိုက်ခဲ့ရင်တော့မင်းကငါတပ်ပြရမကြလားတထေဥရစာခေါင်းကိုအဆမပြပဲညှိပြတယ်အေးငါ့ကိုအားခိုင်းတော့မင်းတို့တမီတာစုလုံးကိုအဆိုင်လိုက်ဝါစာပြရမယ်ဒီလိုဆိုပြီးတော့ကျင်းဝါးကပျောက်ကွယ်သွားတယ်တထေဥရစာဟာအယန်းကိုကြောက်လန့်နေခဲ့ပါတယ်တညလုံးပြန်လို့တော့မအေးရတော့ပဲနဲ့တစုံတစ်ခုပြုလုပ်ဖို့စဉ်းစားတယ်မိုးလင်းတော့တပိပြည့်သူတွေကိုခေါ်ကအဲ့ဒီဘလူးရုပ်ကိုယူပြီးတော့တောင်ထုံးရွာကိုရောက်လာခဲ့တယ်ဒါဆိုရင်တော့ ဒီဘလူးရုပ်ကိုဘွားတို့တွေဖြတ်စီးပြမှာရလိမ့်မယ်ဖြစ်ပါမလားမဲကြီးတော်နေကျွတ်တို့ကိုဒုက္ခလက်ပြန်ပေးနေခတ်မယ်ဒုက္ခပေးစရာအကြောင်းမရှိဘူးအိုကြီးဒီဘလူးရုပ်ထဲမှာအတော်လေးကိုစိုးတန်လုံးနဲ့အကောင်ကိုချုပ်ထားပုံရတယ်ဒါကြောင့်သူ့ကိုပိုင်နေသူတွေတော့ပဲဒင်းက၆လန့်ပိုင်ဆိုင်နေတာရှင်ညိုကဘလူးရုပ်ကိုကောက်ယူတယ်ဘွားမဆင်ကတော့ဘာမှဝန်မပြောပဲရှင်ညိုကိုယုံကြည်ပြီးတော့ခွင့်ပြုထားတယ်ရှင်ညိုကဘလူးရုပ်ကိုလက်ထဲမှာကင်ပြီးတော့တေချာကြည့်တယ်ဘလူးရုပ်ရဲ့ခြေထောက် အောက်ခံဒေသပြားကိုလည်းကြည့်တယ်။ဒီမှာတွေ့လား။အင်းချတာတယ်။ဒါကအောင်လန်းရဲ့ပစ္စည်းပဲဖြစ်လိမ့်မယ်။ကိုကြည့်လို့မိသားစုကိုအကောက်ကျန်တာလား။ဒါမှမဟုတ်မကောင်းတဲ့ပစ္စည်းကိုပဲရှင်းအောင်ပစ္စည်းထင်ပြီးဝယ်ခဲ့သလားတခုပဲ။ရှင်ညိုပြောတာကိုတရေဥရစာတို့ခေါင်းညင်ကြတယ်။ရှင်ညိုကသူ့ရဲ့လွယ်အိတ်လေးကိုသွားယူပြီးတော့အဲ့လွယ်အိတ်တွင်ကအင်းဆက်ကူကိုထောက်ယူတယ်။ကဲ။ဒီကနေ့တော့တင်းဘာမှမလုပ်နိုင်ဘူး။အေးဒုက္ခလောက်ပေးတဲ့ကောင်ကိုကျုပ်ပြချပြစ်လိုက်မယ်။ဒါပြောက အင်းဆက်ကူကိုဘလို့ရုပ်မှာပတဲ့ပြီးတဲ့နောက်ဘွားမဆိုင်စီကနေချီမန်ကျုပ်လေးတောင်းလို့အဲ့ဒီရုပ်ကိုထပ်မံပြီးပိတ်တယ်ပြီးတော့ချင်းကျွေးနှုတ်ကနေလဲကာရာတွေကိုအဆက်မပြတ်ရွတ်စားတယ်ခဏကြာမှတော့ဘလို့ရုပ်ဟာရုပ်တရက်ဆိုသလိုမိတွေတောက်တော့လာတယ်ဒီချိန်မှာတဟင်းနဲ့ညီတော်တန်ကြီးကိုလည်းအားလုံးကြားတယ်မိတော့ကအားလုံးကိုဝါမျောသွားပြီးခဏတွဲမှာပဲအယုတ်ကလည်းပြာဖြစ်ကိုရောက်ရှိသွားတယ်ကဲဦးကြီးဦးကြီးတို့ကိုဒုက္ခပေးနေတဲ့ကောင်မရှိတော့ဘူး ဆွေအေးလိုက်နေလို့ရပြီရှင်ညိုစကားကြောင့်တထိပ်ဥရစာဝမ်းသာသွားတယ်။ဘာမဆိုင်နဲ့ရှင်ညိုတို့ကိုလည်းကျေးဇူးတင်စကားပြောရှာတယ်။ဒါပေမဲ့ဒီထဲကဘလူကကျုပ်စီလာပြီးတော့ဒုက္ခလာပေးရင်ဘလူများလုံးရမလဲမေးကြီး။မောင်ရင်ကိုဒုက္ခပေးလာမှာမဟုတ်တော့ဘူး။စောစောကဖွားရဲ့တမီအယုတ်ကိုပတ်ထားတဲ့အင်းကမကောင်းတဲ့မိစ္ဆာစိုးတွေနဲ့ဘလူတွေကို မေးလောင်တိုက်သွင်းနေအင်းပဲ။ဒါကြောင့်စိတ်ချလက်ချတာနေပါ။အကြောင်းတစ်ခုရှိရင်တော့ပြန်လာခဲ့ပါ။ဘွားတို့ဘက်ကလှုပ်တင်တာမှန်သမျှကိုအကုန်လုံးလုပ်ပေးမယ်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အမေကြီးကျုပ်လည်းအခုမှပဲစိတ်အေးသွားတယ်တရေဦးရစာလည်းဘွားမဲစင်ကိုခတော့ပြီးမျိုးကယူဆောင်လာတဲ့လက်ဆောင်ပစ္စည်းတွေကိုပေးတယ်ခဏကြာတော့ဖြစ်နိုင်ရင် ကျုပ်လည်းဒီရောမှာပဲညအိတ်သွားခြင်းနဲ့ဗျာဒါပေမဲ့မိမနဲ့သားကရောကမအိမ်မှာနေတာဆိုတော့တောင်းမှန်တင်တာတောင်းမှန်ပြီးအိမ်ကိုပြန်ခေါ်ရအောင်မလို့တန်ပြီးတော့ပြန်ပြရစီဗျာတကြီးဦးနှောင်းချိုကိုပြောလိုက်ခြင်းဖြစ်ပါတယ်ရပါတယ်ဗျာတတိသဘောပါဗျမိမနဲ့သားဖြစ်သူကိုတော့ အများဆုံးသွားချော်ဗျာမဟုတ်ရင်စိတ်အနာကြီးနာပြီးတော့ပြန်လိုက်မလာပဲဖြစ်နေဦးမယ်အေးကျုပ်လည်းအဲ့ဒါကိုပဲစိုးရိမ်နေတာကိုတော့ချိုးဟဲ့ဒါဆိုကျုပ်ပြန်တော့မယ်ဗျာနော်အမေကြီးနဲ့ဒီကအားလုံးကိုလည်းကျုပ်ပြန်ပါတော့မယ်ဗျာနှုတ်ဆက်ပါတယ်တရေဦးရစာအားလုံးကိုနှုတ်ဆက်လို့ပြန်သွားတယ်ဒီပြားတွေကိုဘယ်လိုရှင်းရမလဲမေးဒဝင်းကဘလူးရောက်ကပြားတွေကိုမေးလိုက်တယ်ထားလိုက်ပါကြီးကျုပ်ရှင်းလိုက်ပါမယ်ဒီလိုပြောဆိုတာရှင်းညို့ပြောတဲ့ပြားတွေ